မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မယန်းကြောင်ရွှေပြူအကျဉ်းဦးစီးဌာနကလက်ထောက်ညွှန်ကြားရေးမှူးဗိုလ်ကြီးဟောင်းစင်းအောင်ခေါ်ဝင်းအောင်ကို၎င်းရဲ့မယန်ငယ်အိမ်ရှိမှာပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံးသွားပြီးတော့ပစ္စတိုတလက်သိမ်းဆီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ29ရက်နေ့မနက်7:19မိနစ်အချိန်မှာ ကြိုက်ထုံမြို့နယ်မယန်းကြောင်ရွှေပြူအချင်းဦးစီးဌာနရဲ့လက်ထောက်ညွန်ကြားရေးမှူးစင်းအောင်ခေါ်ဝင်းအောင်ကိုဘီလင်းမြို့နယ်ရကန်းတယ်မှာကြေးရွာမှာရှိတဲ့၎င်းရဲ့မယန်းငယ်နေအိမ်ရှိမှာကြိုက်ထုံတော်လိုင်းအင်အားစု KRF နဲ့ကြိုက်ထုံပကဖပူပေါင်းအဖွဲ့တို့ကစစ်ရေးပြတ်မှတ်အဖြစ်နဲ့တတ်မှတ်ပြီးတော့ပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားခဲ့တယ်လို့သိရပါတယ်တိတ်ဆုံသွားတဲ့စင်းအောင်ခေါ်ဝင်းအောင်မှာစစ်မှုရန်ဟောင်းဘူကြီးတအုပ်ဖြစ်ပြီးတော့လက်နက်လဲကိုင်းဆောင်ထားတာက တော်လိုင်းရေးအဖွဲ့များရဲ့သတင်းများကိုကိုယ်တိုင်စုံစမ်းပြီးတော့စစ်တပ်နဲ့ရဲများကိုသတင်းပေးခြင်းတော်လိုင်းရေးလုပ်ငန်းများကိုနှောက်ယှက်ခြင်းတို့ကြောင့်ပြစ်ခတ်ရှင်းလင်းရခြင်းဖြစ်တယ်လို့ကြိုက်ထူတော်လိုင်းရေးအင်အားစု KRF ကတီးပေးထားပါတယ်အခုလိုမျိုးပြစ်ခတ်ရှင်းလင်းပြီးတဲ့နောက်မှာ၎င်းထံကနေပြီးတော့တပ်သေးကန်ပစ္စတိုတက်လက်တက်လက်နဲ့အတူဝန်ထမ်းကပ်ပြားများကိုတင်စီရရှိခဲ့ပြီးတော့တော်လိုင်းရေးတပ်ဖွဲ့ဝင်များကတော့အထင်ကြီးမရှိဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ကြိုက်ထူတော်လိုင်းရေးအင်အားစု KRF အနေနဲ့စစ်အာဏာရှင်စနစ်ကြာဆုံးသည့်အထိ ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုအသက်ပေးပြီးတော့ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းနဲ့ပြည်သူလူထုအပေါ်ကိုဒဇုံတရားထိခိုက်နေတာပျက်စီးဆုံးရှုံးစေမည်ဖောက်ခွဲမှုပြစ်ခတ်မှုများကိုပြုလုပ်ခြင်းလုံးဝမရှိဘူးလို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်အရှိပိုင်းနေစံမြို့ဖြစ်တဲ့မိုင်းတုံမြို့နယ်မှာတရုတ်ကြားဖြတ်လုပ်ငန်းများအခြေချလာပြီးတော့အဲ့ဒီလုပ်ငန်းများကိုမိုင်းတုံအခြေချစစ်ဗျူဟာမှု ဗိုလ်မှူးကြီးကျော်ထင်ဦးဆောင်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေကအကာအကွယ်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကနှိမ်နှင်းခံရတဲ့ online ငွေလိမ်လည်တဲ့တရုတ်ကြားဖြန့်ခိုင်းများနဲ့လုတ်ကင်သူများဟာမိုင်းတုံမြို့နယ်အတွင်းကိုပုံစံမျိုးစုံနဲ့ဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဝင်ရောက်လာတဲ့ကြားဖြန့်လုပ်ငန်းများကိုလုတ်ကင်သူများဟာမိုင်းတုံအခြေချဆက်ပြူဟာမှုဗိုလ်မှူးကြီးကျော်ထင်စီကိုတိုက်ရိုက်ချိတ်ဆက်ကလိုင်းချေပေးခြင်းလက်ငွေများပေးခြင်းများကိုပြုလုပ်ပြီးတော့လုပ်ငန်းများကိုတရားဝင်စတင်ထူထောင်ခဲ့ကြတယ်လို့သိရပါဗျ။ ရှမ်းမြောက်ကကြားဖြန့်တရုတ်တွေရောဗမာတွေရောထိုင်းနဲ့ဗီယက်နမ်တွေလည်းပါတယ်မိုင်းတုံဘက်ကိုဝင်လာကြတာကြားဖြန့်တွေကအဓိကကမိုင်းတုံမြို့ကစီးပွားရေးသမားတွေနဲ့ချိတ်ဆက်ပြီးမှဝင်တယ်မိုင်းတုံမြို့ကန်စီးပွားရေးသမားတွေကဗျူဟာမူဘုံမူကြီးကြော်ထင်စီကိုဝင်တယ်ကြော်ထင်ကနေသူ့ရဲ့တပည့်ဗိုလ်ကြီးတက်မြတ်ဆိုးကနေတဆင့်လိုအပ်တာတွေကိုလုပ်ပေးခိုင်းတယ်ဆရာတပည့်အတွဲညီညီနဲ့စီးပွားဖြစ်နေကြတာလို့တက်တွင်းသတင်းအရင်းမြစ်ကရှင်းပြပါတယ်ဒါအပြင်မိုင်းတုံမြို့မှာမူရဲ့စေဝါလုပ်ငန်းများကိုလုပ်ကင်တဲ့ဂိုင်းများလောင်းကစားများ ပြည်ထသာလုပ်ငန်းများလုပ်ကင်နေတဲ့စစ်တပ်လက်အောက်ခံပြည်သူစစ်များလည်းရှိနေပြီးတော့အဲ့ဒီပြည်သူစစ်အဖွဲ့များကလည်းမိုင်းတုံဖြူဟာမှုဗိုလ်မှူးကြီးကြော်ထင်စီကိုတရားမဝင်လုပ်ငန်းများလုပ်ကင်ခွင့်ပြုဖို့အတွက်လာစဉ်စက်ကြီးတွေပေးပို့နေရတယ်လို့သိရပါဗယ်မိုင်းတုံမှာလည်းတဲ့ရဲ့လက်အောက်ခံပြည်သူစစ်တွေအများကြီးပဲပြည်သူစစ်တွေကမူရဲဆေးဝါးရောင်းတယ်ဖြန့်တယ်လောင်းကစားယုံတွေလုပ်တယ်ပြည်ထသာလုပ်ငန်းတွေလုပ်တယ်အဲ့ဒါတွေကိုတပ်ကခွင့်ပြုထားတယ်ပြည်သူစစ်တွေကလည်းဖြူဟာမှုအတွက်ဆိုပြီးတော့လာစဉ်ဂါရဝါကြီးဆိုပြီး တပ်ရဲ့ထိပ်ပိုင်းနေစီကိုစက်ကြီးပီးနေတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကဆက်လက်ရှင်းပြပါတယ်။ဒါ့အပြင်မိုင်းတုံဖြူဟာမူဘုံမူကြီးကြော်ထင်ရဲ့တပည့်ဖြစ်သူဘိုကြီးတပ်မြတ်ဆိုးကတရားမဝင်တပ်တုတူးဖော်ရေးလုပ်ငန်းများကိုလုတ်ကန်ခွင့်ပေးခြင်းစီးပွားရေးသမားတွေနဲ့အကျိုးတူပူးပေါင်းလုတ်ကန်ခြင်းမြို့အဝင်ထွက်မှရှိတဲ့ဂိမ်းများမှာကုံကားတွေစီကနေတက်ရံပုံငွေအတွက်ဆိုပြီးတော့ငွေကြေးတောင်းခံခြင်းတန်လွင်မြစ်မှာတရားမဝင်ရွှေတူးဖော်တဲ့ဖောင်တွေစီကနေပြီးတော့ငွေကြေးရယူပြီးတော့ခွင့်ပြုပေးခြင်းများ စတဲ့တရားမဝင်လုပ်ငန်းများကိုလုံခြုံလျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့သိန်းတိုက်ပွဲမှာအမှန်တကယ်အနိုင်ရပြီးတော့အကျိုးအမြတ်ဖြည့်ထုံးခဲ့တဲ့သူဟာစစ်တပ်လက်အောက်ခံနေချမ်းဆောင် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချက်သူဖြစ်ပြီးတော့ကရင်ပြည်နယ်ရဲ့တရားဥပဒေစိုးမိုးမှုကောင်းမွန်တဲ့အုပ်ချုပ်ရေးရန်ရဲနဲ့လူခွင့်ရေးများကိုကင်းစာယောဂလိုမျိုး BGF ကဖျက်ဆီးလိုက်မယ်လို့နိုင်ငံတကာကျွမ်းကျင်ပညာရှင်တချို့ကပြောဆိုထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလအတွင်းမှာဖြစ်ပွားခဲ့တဲ့မြောက်ဒီမျိုးသိမ်းတိုက်ပွဲအခြေအနေများမှာ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချက်သူကစစ်တပ်နဲ့ KNU နှစ်ဖက်စလုံးကို၎င်းရဲ့အကျိုးအမြတ်အတွက်ဥတည်ပြီးတော့ကစားခဲ့တယ်လို့သိရပါတယ်။အမှန်တကယ်အကျိုးအမြတ်ထွက်ခဲ့တဲ့သူကတော့ BGF ခေါင်းဆောင်စောချက်သူ ဖြစ်ကြောင်း American အခြေစိုက် USIP United States Institute of Peace က Director Jason Tower ကပြောဆိုခဲ့ပါတယ်။အခုဆိုရင်သိတာထင်ရှားလာတာက BGF ကနှစ်ဖက်စလုံးကိုကစားသွားတာပါ။ ပြီးတော့မှစစ်တပ်ကိုနှစ်ခွန်၅တပ်မှအလံတင်နိုင်အောင်နဲ့စစ်အာဏာရှင်ကိုကူညီခဲ့တာဖြစ်ပါတယ်တကယ်တမ်းအနိုင်ရသွားတာကတော့ BGF ပါပဲဒီလိုအနိုင်ရသွားတဲ့အတွက်ကြောင့်လဲတရားမဝင် ရာဇဝတ်ဂိုင်းတွေအတွက် BGF ရဲ့ထိန်းချုပ်မှုနယ်မြေတွေကပို့ပြီးတော့ကျေပြန့်လာမှာဖြစ်ပါတယ်လို့ USIP က Director Jason Tower ကပြောဆိုခဲ့ပါတယ်လက်ရှိမှာတရုတ် online ငွေလိမ်လည်တဲ့ကြားဖြန့်ဂိုင်းများအပါအဝင်ရာဇဝတ်ဂိုင်းများကိုအကာအကွယ်ပေးမှုက BGF အနေနဲ့တစ်နှစ်ကို American Dollar 3 trillion အထိကိုအကျိုးအမြတ်များမြင့်တက်လာနိုင်တယ်လို့ USIB ကပြောဆိုခဲ့ပါတယ်။မြန်မာအရေးလေးလာတဲ့ Kim July ကတော့လက်ရှိမှာမြောက်ရီက BGF လက်ထဲမှာသာရှိနေပြီးတော့မြန်မာစစ်တပ်အနေနဲ့မြောက်ရီကိုလုံးဝထိန်းချုပ်နိုင်ခြင်းမရှိသေးပဲအမှန်တကယ်လက်တွေ့ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုလည်းအတိအကျမသိရသေးဘူးလို့ပြောဆိုခဲ့ပါတယ်။စောချစ်သူကနှစ်ဖက်စလုံးကိုကစားပြီးမှအကျိုးအမြတ်ထုတ်သွားတာဖြစ်နိုင်တယ်လို့ BGF အတွင်းထဲမှာလည်းစစ်တပ်ထောက်ခံသူနဲ့ KNU တဲကိုပူးပေါင်းလို့သူကွဲပြားနေမှုတွေလည်းရှိနိုင်တယ်လို့သိရပါတယ်။ ်စောချစ်သူကတော့ဘယ်ဘက်ကိုလိုက်မလဲဆိုတာဟာလဲကွက်ကွက်ပြပြမရှိသေးဘူးလို့သုံးသပ်ထားပါတယ်လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ဘန်ကောက်အခြေစိုက်အာရှရေးရလက်ထောက်ဒါရိုက်တာ Phil Robertson ကတော့စောချစ်သူဟာကရင်ပြည်နယ်ကိုကင်ဆာယောဂါလိုမျိုးတမြင့်မြင့်နဲ့ဖျက်ဆီးမှုကိုတနည်းမဟုတ်တနည်းနဲ့ကင်တွယ်ရလိမ့်မယ်လို့သုံးသပ်ပြောဆိုထားပါတယ်တရုတ်ရာဇဝတ်ကောင်တွေရဲ့ဆန္ဒကိုအကောင့်ထဲပေါ်လက်ပတ်ပေးနေတယ်ရွှေကုတ်ကိုဟာကြားဖြန့်လိန်လယ်မှုလူကုန်ကူးမှုလောင်းကစားနဲ့ပြည်သားလုပ်ငန်းတွေရဲ့ ဒုစရိုက်မျိုးတော်အဖြစ်နဲ့စောချစ်သူရဲ့နေကြားဆောင်တပ်တွေကအဓိကကာကွယ်မှာပဲစောချစ်သူကတော့ကရင်ပြည်နယ်မှာတရားဥပဒေစိုးမိုးရေးကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့လူအခွင့်အရေးတွေကိုဆုံးရှုံးစေမဲ့ကင်ဆာယောဂါလိုမျိုးနောက်ဆုံးမှာတော့တနည်းမဟုတ်တနည်းနဲ့ကိုက်ကွယ်ဖြည့်ရှင်းဖို့လိုပါလိမ့်မယ်လို့လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ဘန်ကောက်အခြေစားအာရှရေးရာလက်ထောက်ဒါရိုက်တာ Phil Robertson ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတိုင်းငံလုံးမှာလျှက်စစ်မီးများပြတ်တောက်နေရခြင်းရဲ့အကြောင်းအရင်းမှာဓာအားလိုက်တဲ့တာဝါတိုင်းများဖောက်ခွဲဖြက်စီးခံနေရခြင်းကြောင့်ဖြစ်တယ်လို့စေကောင်စီကအကြောင်းပြတဲ့အနေနဲ့ထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်လုံးမှာဓာအားပေးဆက်ယုံများမှထွက်ရှိတဲ့ဓာအားများကိုပို့လွတ်လျက်ရှိတဲ့ဓာအားလိုက်ကြီးများအား2021ခုနှစ်ဖေဖော်ဝါရီလကနေဒီကနေ့အထိဓာအားလိုက်တာဝါတိုင်းများအနေနဲ့80ကြိမ်ဖောက်ခွဲဖြက်စီးခံခဲ့ရပြီးတော့တာဝါတိုင်းပေါင်း89တိုင်း ပြိုလဲပြက်စီးခဲ့ကဓာအားခွဲယုံကြီး၅ယုံဖောက်ခွဲဖြတ်စီးခံခဲ့ရတဲ့အတွက်ဓာအားပို့လွတ်နိုင်ခြင်းမရှိဘဲလက်စစ်ဓာအားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရတယ်လို့သိရပါတယ်။တာဝါတိုင်ပေါင်း49တိုင်ကိုအစားထိုးပြင်ဆင်ပေးခဲ့ပြီးတော့တာဝါတိုင်း40ပြင်ဆင်ဖို့အတွက်ဆောင်ရွက်လျက်ရှိတယ်လို့စစ်ကောင်စီကပြောဆိုခဲ့ပါတယ်။လက်ရှိကာလအတွင်းမှာရွှေကျင်က85မဂါဝတ်ဘလူးချောင်း1.3တို့က148မဂါဝတ်တဖန်းစိတ်က30မဂါဝတ်ရေအားလျက်စစ်ဓာအားပေးစက်ယုံများကထွက်ရှိတဲ့ ဓာတ်အားပို့လို့လျက်ရှိတယ်230 kV 132 kV ဓာတ်အားလိုင်းများဖောက်ခွဲဖြက်စီးခံရရခြင်းကြောင့်ရေအားလျက်စစ်ဓာတ်အား353 MW အသတင်းယွန်နေပြီးတော့ထုတ်လုပ်နေရတယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်တနင်္ဂနွေလုံးတရက်ကိုလျက်စစ်ဓာတ်အားလိုအပ်ချက်ဟာ9443 MW ရှိတော့လေ2800 MW သာထုတ်လုပ်နိုင်တဲ့အတွက်တရက်ရဲ့လိုအပ်ချက်ရဲ့90ရာခိုင်နှုန်းကိုသာထုတ်လုပ်နိုင်ခဲ့တယ်လို့သိရပါတယ်ဒါကြောင့်လျက်စစ်မီအပြည့်ပွား ုံမှန်မပေးနိုင်ခြင်းဖြစ်တယ်လို့စစ်ကောင်စီကပြောဆိုခဲ့ပါတယ်။လက်ရှိမှာလျှက်စစ်ဓာတ်အလိုက်များဖျက်ဆီးခံရခြင်းဆယ်များမှာရေပြည့်ဝစွာမရရှိခြင်းတို့ကြောင့်လိုအပ်ချက်ရဲ့ရာဂိုင်းနှုန်း90ခန်းကိုသာထုတ်လုပ်ပေးနိုင်ပြီးရန်ကုန်ကို46ရာဂိုင်းနှုန်းမန္တလေးကို16ရာဂိုင်းနှုန်းကျန်တဲ့တိုင်းနယ်ပြည်နယ်များကို38ရာဂိုင်းနှုန်းခွဲဝေဖြန့်ဖြူးပေးနေရတယ်လို့စစ်ကောင်စီကပြောဆိုခဲ့ပါတယ်။လက်တလုံးမှာလျှက်စစ်ဓာတ်အားမလုံလောက်မှုကြောင့်အရေးပေါ်ဝင်အားလျှော့ချဖို့အတွက်မီလိုင်းများကိုဖြတ်တောက်တဲ့အခြေဟာပုံမှန်ခွဲတန်းအရာ ရရှိမဲ့မီးလာမဲ့အချိန်တွဲမှာတိုက်ဆိုင်စွာ ဖြတ်တောက်ခံခဲ့ရပါကမီးပြတ်တောက်တဲ့အချိန်ဟာပုံမကြနိုင်တယ်လို့စိတ်ကောင်းစီကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ